Ghost River Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်လွှင့်တင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ကျက်ဘလူးငွေနာဖြူဆိုတဲ့ဇေဝင်စားဖွယ်ရာဇလန်းစာဆုံးကိုထောင်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့စလိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။ကျွန်တော်ကတရိတ်ဆန်ရဲ့ဂမ်းမယာစမ်းချိန်လိုဖြစ်ရတွေ့ ဇိမ်နယ်လွန်ဖြစ်ရစမ်းချက်တွေလိုမျိုးကိစ္စရပ်တွေကြောင်းစာရီယောကိုရီယောကြုံတွေ့သိမြင်ရှိခဲ့ပူပါတယ်။အဲ့ဒီဖြစ်ရစမ်းချက်တွေကြောင်းကိုဝိထုတပွဲစီကုံးရေးသားခဲ့တာဝိထုတို့ပုတ်ရည်လည်းမနေတော့ပါဘူး။မွေကြောင်းခွေကြောင်းနှွားကြောင်းတိုက်ကြွဲကြောင်းတိုက်ချက်အိမ်မွေးချက်တွေကြောင်းစင်ကြောင်းငှက်ကြောင်းတတော်ကိုစုံလင်ခဲ့ပါပြီ။တစ်ခါတစ်ခါလဲစစချင်ပါတယ်။ကွယ်လွန်သူစာရေးဆရာကြီးဆရာတော်ရာဆွေလိုမျိုးတတော်ရာရေးတန်တရားဆိုတဲ့ဝိထုပေါင်းချုပ်လိုမျိုး တရိတ်ဆန်တချို့ရဲ့ဘဝဖြစ်ရစမ်းကြယ်တွေဆိုပြီးမဂ္ဂဇင်းပေါင်းစုံမှာပါဝင်ပြီးတဲ့ဝိထုတို့တွေကိုတီးတန့်အတူပေါင်းချုပ်ထုတ်ရရင်ကောင်းမလားလို့ပေါ့လေတီးတီးတန့်တန့်အမှတ်တရသဘောမျိုးပေါ့စိတ်ကူးတဲ့စာပေနဲ့စကားပြောဆိုဆွေးနွေးကြည့်ရမှာပါပဲကိုတန်ထုံးကလည်းဂမ်ဘီယာစမ်းကြယ်တို့ဖြစ်ရစမ်းကြယ်တို့ဆိုရင်အလွန်ကိုစိတ်ဝင်စားတဲ့သူပဲဟုတ်ကိုတန်ထုံးမိုးချိုးဖြစ်ခင်ရတဲ့တပင်စီကညဘက်တကောင်ရောက်ပြီဆိုရင် လူစကားပြောတဲ့လေဗျဟုတ်လားဆရာဖေရက်ွက်မှလည်းရင် စာရေးဆရာထောင်မူကြီးတိန်ဝင်းတဝက်ဖုန်ကြီးကြောင်းမှလို့ပြောတာပဲဗျဒါဆိုမြန်မြန်ရေးပါဆရာရေဆရာထောင်မူကြီးတိန်ဝင်းလက်ဥသွားမှဆိုလိုပါ၃000ကျပ်တန်းလုံးချင်းဝိထုရှိလောက်ရေးနိုင်မယ်ဆိုရင်ဂံမရတွင်ကြမှာပဲဆရာလက်မင်းအနေနဲ့တော့ဆရာတပ်ပင်အောင်ကျွန်တော်ကိုယ်တိုင်ဓာတ်ပုံရိုက်ပြီးကာပါမှာပကြီးမြန်မင်းဟန်ရဲ့ကိုရိုကာယာလက်ရနဲ့အပီပင်ကိုထုတ်မယ်ဆရာကိုလူအားလေအဲ့လိုလက်ကြကမြန်ချင်သေးတာအရာစာရေးဆရာကြီးထာမူကြီးတိန်ဝင်းလက်မဦးခင်ရေးဖို့အတွက်လျှို့ပန်းလေးလာစုံစမ်းလိုက်တော့ မိုးကြိုးပြစ်ခင်ရတဲ့တပင်ကလူစကားပြောတာမဟုတ်ဘူးတကောင်ရောက်ပြီဆိုရင်အဲ့ဒီတပင်ကြီးပုံအယူမောင်းချိုင်းဆိုတာတက်ပြီးတော့အရွက်ချားကနေတောင်စင်ရေမရစကားတွေလျှောက်ပြောနေရလို့သိရတာနဲ့ထုတ်ဝေသူမောင်တင်ထုံရောကိုရောဂွင်ကောင်းလေးတကွယ်လွတ်သွားခဲ့ရလေရဲ့ဒါနဲ့ပြီးခဲ့တဲ့လတုန်းကမောင်တင်ထုံစိတ်ကျေနပ်မှုရှိအောင်တရိတ်ဆန်လေးကောင်ရဲ့ဖြစ်ရစံကျေဘဝကိုဝတ္ထုတို့တပုတ်ရေးပေးလိုက်ပါတယ်ကျွန်တော်မိဘရေမိသားစုတွေကိုယ်တိုင်မျက်စိရှိမှမှကိုရိတ်ကြုံခဲ့ရတဲ့လူနဲ့တရိတ်ဆန်တွေရဲ့ဘဝရည်စားအကြောင်းပါ ဲဒီမှာတိုက်ကြွေးတိုးမှာကြပလူကြီးငွေနာဆယ်မာကြီးမပန်နဲ့ဥကောင်းမှာထိတ်ကွက်ခေါင်းကြားလေးပါလာတဲ့ခွေးနယ်လေးတကောင်ကြောင်းဖြစ်ပါရယ်အဓိကဇက်ကဒေဇောမှာတောင်ကြီးရစာရေးစရာမောင်စိန်လိုက်အုတ်တာတို့မမျော်လင့်မဲရခဲ့တဲ့ခွေးနယ်လေးရဲ့စိတ်နယ်လုံးဖြစ်ရစမ်းကြဲကြောင်းကအဓိကပဲပုံအဲဒီမှာရှေးရနေကြိုးပြီးတိုက်ကြွေးတိုးမှာကြပလူငွေနာနဲ့ဆယ်မာကြီးမပန်တို့ရဲ့ဖြစ်ရစမ်းကြဲဘဝလေးတွေကို ခတ်တူတူပြိုးခေါ်ဇလန်းခင်းရင်နဲ့နောက်ဆုံးခွေးနယ်လေးရဲ့စိတ်နယ်လိုဖြစ်ရဲ့စမ်းကြေကိုပုံဖော်ထားတာပါပြောရမယ်ဆိုရင်တော့တရိတ်ဆန်လေးကောင်ရဲ့ဘဝကိုယ်စီအကြောင်းကိုတကယ်ရေးမယ်ဆိုရင်ဝတ္ထုတို့တပုတ်စီလည်းဖြစ်နိုင်သလိုဝတ္ထုရှိလုံးချင်းလည်းတအုပ်စီရနိုင်အောင်လို့တို့နဲ့ကျွန်တော်တို့မိသားစုရဲ့အခြေခံဘဝရေးဆက်ကရှိခဲ့လို့ပါပဲခတ်တူတူစာပိုက်သဘောမျိုးနဲ့ကျွန်တော်ရေးခဲ့ရတာအားမရလို့အဲ့ဒီဇက်ကောင်လေးကောင်နဲ့ကကျပလူငွေနိုင်အကြောင်းကိုခပ်ဖွဲ့ဖွဲ့လေးပြန်ပြီးတော့ချေရေးလိုက်ရတာပါပြောရမယ်ဆိုရင်တော့ဒီကနေ့တိုင် ျွန်တော်မျက်စီထဲမှာဂျက်ဘလူးငွေနာကြီးကိုမြင်ရောက်နေတော့မှာပဲအမှန်ကဂျက်ဘလူးငွေနာကြီးလို့တနေနာမည်ကြီးလာမယ်ကျွန်တော်တို့ဂျက်ဖာကြီးကမြန်မာတိုက်ချက်မဟုတ်ဘူးဗျဒီကောင်ကဆယ်တကောင်မျိုးငွေနာဂျက်ဖာကြီးအားလုံးတည်တော်မူတဲ့အတိုင်းမှာပဲကျွန်တော်တို့မြန်မာဂျက်ဖာတွေကအလုံးထဲမကြီးကြပါဘူးတိုက်ချက်မျိုးကြတော့ဆန္ဒပြ73မြားသာရှိပေမဲ့အယောင်တွေ့ရလာတယ်တိုက်ချက်မှာတန်နီကျိတ်ဥပန်းမကူမကဲဒလို့အယောင်လိုက်နာမည်ပေးထားကြတာ ခွက်လက်ခွက်သားကောင်းလို့နေစင်မနက်တိုင်းရေးပေးယူရပြီးတော့တိုက်ကြပွားရအောင်လို့မွေးရတာသူကတန်ပါတယ်ကျစ်လက်တယ်တတိကောင်းနဲ့ရန်လိုစိတ်ရှိတယ်ပြိုင်ဘက်ကိုမရွေဘူး1950ကျော်ဝင်းချင်းကဟန်တာဘရီအရှိတ်ဂျန်လို့ခေါ်တဲ့ကျွန်တော်တို့မွေးရမြေစေလုံးကြီးကြီးရွာမှာတိုက်ကျွဲပွဲတိုင်နွားပွဲတိုက်ကြပွဲအကြီးအကျယ်ကိုလုပ်ကြတာရွာတကြီးကိုယ်တိုင်စီမံခန့်ခွဲပြီးနားလည်မှုထားပြောဆိုလုပ်ကိုင်ကြတာတိုက်ကျွဲပြိုင်ခန့်မယ်ဆိုရင်စာချုပ်မှာဟိုဘက်ဒီဘက်လောင်းကြီးထည့်ရေးနှစ်ဖက်သဘောတူပြိုင်ကြရတာ စေလုံးကြီးနဲ့ချောင်းဆောက်ကျေးရွာကြတဲ့ကကျွဲခွေးမြေတလင်းဝင်းကျင်ဟာဆိုရင်ပွဲစည်းတန်းနဲ့စီမစီပေါ်ပြားထမင်းဟင်းမျိုးစုံတော်ရက်ချက်ရက်မျိုးစုံတရေစာမျိုးစုံရောက်ကြတာတာဝါကျေးရွာစစ်ပင်ကွင်းကျေးရွာစေလုံးကြီးချောင်းဆောက်ငပကျေးရွာဂုံတန်းလို့ခေါ်တဲ့ဟိုးကတ္တရာလန်နဘေးရပြင်အောင်ကြောင်းနတ်စင်ကုန်းလက်ရဆန်းဖျားကုန်းစတဲ့ကျေးရွာတွေကဇေဝင်စားတဲ့သူတွေကြားကြသမျှလောင်းကျေးပိုက်ပြီးတော့လာကြတာပဲအခုခေတ် နှလုံးထီသုံးလုံးထီလောင်းကြီးအတွက်나이ပေါင်းထမိန်ပေါင်းဆိုတာဘာစမ်းလို့လဲဗျာကျွန်တော်တို့ရွာကျွဲတိုက်ပွဲကျွဲခွက်ပဲမှဆိုရင်မုတ်ဆိုးမအစထမိန်အိုဓာအိုရောင်းထိုးပြီးတော့ပေါင်ထိုးကြတာကျွန်တော်တို့တိုက်ကျွဲကြီးတိုးမောင်ကနမဲကြီးပဲရှုံးမွဲမရှိအနိုင်စီပဲနောက်ဆုံးတိုက်ကျွဲဆိုရတဲ့အောင်ကျွန်တော်တို့ဖေလေခလိတ်ခံလိုက်ရတော့တာပါပဲကြက်သားတော့ထားပါတော့ဗျာဒီအကြောင်းတနေ့နေ့တစ်ချိန်ချိန်မှာဝိတုတပုတ်ရေးပါမယ်ငွေနိုင်အကြောင်းကိုစကြအောင်ဆိုရဲကျွန်တော်တို့ဖေကရွာအိမ်မှာကြက်မျိုးစုံမွေးတာ တိုက်ချက်ကိုဗမာချက်ရောစက်တိန်ညံပူလေးတွေရောအကောင်ပေါအသားစားချက်ရောမွေးတာတသုံးတသုံးမြို့တက်ရောက်ပြီဆိုရင်အကောင်ရမနေဘူးရွှေတကြတာမှ3 4500ရှိတာဗျဝီလီချက်ကဒစီမြထောင်ကနဲ့မဲရှိတာပဲစီ30တာပြား40ပလီကပ်ပစိုးတစ်ထဲမှာငားမှုသုံးမှတ်ငားပြားစီ10ပြားစီတစ်စီးရှိပြီဆိုရင်ဘိန်းမုံစီကြော်မုံမုံပြားတစ်လက်ဝယ်စားလို့ရတယ်အဲ့လိုငွေတန်ဖိုးကရှိတာပါလားမြို့ဘွားရုံစရေးမှတလောက်လာစား126ကျပ်ဖဲရတယ်အဲ့ဒီငွေနဲ့လင်မယားနှစ်ယောက်တလထိုင်စားမိတာ ငွေစုမိသေးရဲ့လေအခုများတော့ဗျာကျွန်တော်တို့တလ3သိန်းဒီပါကောင်မဒေချားရဲမလားလို့20တုံးနဲ့ချေရသေးအရာမျိုးပေါ်တက်ကြံရောင်းပြီးရင်မျိုးစေးရနေပြီးတော့ရွှေနကတ်ရွှေလက်စွပ်ကျွန်တော်တို့မောင်သမားတွေအတွက်အမတ်တရဝယ်ပေးလိုက်သေးတာဗျအိမ်မှာဖေကစက်ကိုအသားတို့အောင်လို့အခုခေတ်စီပီစက်တွေကဲတို့ဓာတ်ရုပ်ပေတာအားစင်မပေါ်သေးလို့မကြွေးနိုင်ဘူးစက်မျိုးဆက်ရတယ်အဲ့ဒီချိန်တုန်းကဘီလတ်တို့စက်တကောင်းတို့ကမျိုးယူလာတဲ့ရွှေနာငွေနာကိုလုံးကြီးအသားတို့စက်ဖာကြီးတွေရှိနေကြတာကို ိုလုံးကြီးတွေကလည်းကြီးမကြီးပြတကောင်သုံးပိတာနေပါရှိတာ哦အမွေးရောင်ကလည်းအနီးအဖြူအနက်တချို့ရောင်စုံရောလို့အမောင်ကြီးတွေကလည်းဥကောင်းပေါ်မှာခွေးသားစိတ်တထားသလိုမျိုးလက်ငါးချောင်းဖြန်ထားသလိုမျိုးအမောင်ကြီးတွေထောင်ကားနေရနေတာပါလားတချို့ဆယ်တကောင်ချက်ဖကြီးတွေကရွှေနာတွဲကြီးနဲ့တချို့ကငွေရောင်နာတွဲဖွဲ့ဖွဲ့ကြီးတွေနဲ့လေအဲ့ဒီဆယ်တကောင်ချက်ဖကြီးတွေကိုရွှေနာလို့ခေါ်ကြငွေနာလို့ခေါ်ကြပေါ်ဗျလှမလှပဲသိရဲ့လားအတက်ကြီးတွေဆိုရလဲခြုံရှည်ပြီးတော့ကော့နေတာ အဲ့ဒီစစ်တကောင်ကျငွေနာရွှေနာကြီးတွေနဲ့မြမကျမနဲ့မျိုးဆက်တားဖောက်လိုက်မယ်ဆိုရင်ကြက်ကောင်ကြီးမျိုးမွေးရောတချို့တောင်ပြန်ကျက်တွေမွေးတယ်တချို့အမွေးမရှိတဲ့ကျက်လက်လာလို့အသားတို့ကျက်ကြီးတွေမွေးတာပဲမြမကျက်တကောင်ကိုချိန်လိုက်မယ်ဆိုရင်အလေးချိန်တပိတ်တာတာတာပဲရှိတာစစ်တကောင်မျိုးဆက်ရွှေနာငွေနာသားမျိုးဆိုရင်တော့တကောင်ကိုနှစ်ပိတ်တာအနည်းဆုံးရတာပဲစားရတာလည်းအစံမျိုးဆိုတော့ကောင်းမှကောင်းမြအရာဖေကငွေနာစစ်တကောင်ကျက်ဖာကြီးတကောင်မျိုးဝင်လာပြီးအိမ်မှာတားဆက်ပြီးရောင်းတာ哦 အလောက်ကတော့ဖြစ်သလားမမေ့ပါနဲ့အဲဒီမှာကျွန်တော်တို့မျိုးချက်စတကငွေနာချက်ကြီးကထူးထူးခြားခြားအစွမ်းဗီဇတွေပြလာပါလေရောလားဗျာအမှန်ကဘီလက်ချက်မျိုးလို့ခေါ်တဲ့စတကငွေနာရွှေနာရောင်စုံချက်ဖကြီးတွေဟာကိုလုံးကြီးရဲ့အယက်မြင့်ရဲ့အတက်ချွန်မာရဲ့တွန်တန်ရှိလို့နားထောင်ကောင်းပါရဲ့ဒါပေမဲ့ဒီကောင်ကြီးတွေရာငတုံးကြီးတွေမြမတိုက်ချက်တွေကိုတွေ့ပြီဆိုရင်သူရောကိုရောမအမှန်ချီးပြီးမရလို့ခွတ်ကြပြီမဲ့ရေတုံမှာပဲကိုလုံးလေးတဲ့စတကောင်ရွှေနာငွေနာချက်ဖကြီးတွေတီးရလျော့ ။တန်ခိုကျင်းဆိုရင်မြမချက်ကိုလုံးဝမရှင်နိုင်ဘူး။ကျွန်တော်တို့ရွာမှာအိမ်တော်များကအသားထိုးဆက်ဖို့အတွက်စစ်တကောင်ရွှေနာငွေနာကြက်ကြီးတွေကိုမွေးကြတာများတယ်။ဒီကောင်ကြီးတွေမနက်စောစောများတုံပြီးဆိုရင်တိတ်ကိုနားထောင်လို့ကောင်းမှာဗျာ။ဒင်းတော့ကတန်ရှည်ဆွဲပြီးတော့တုံကြတာ哦။ကျွန်တော်တို့မြမတိုက်ချက်ဖားကတန်တိုးတန်ပြက်ဖဲတုံတာ။မြမတိုက်ချက်တန်ရှည်တုံပြီးဆိုရင်ကြက်ဝိုင်းအောင်မသွင်းနဲ့ဟင်းအိုးရဲကိုအာလူကြီးကြီးနဲ့ရောလိုက်။မယုံလို့တော့တိုက်မယ်ဆိုရင်ခွက်ခက်လန်ရှုံပြီးတော့အိမ်ရမရပါသူမရဖြစ်သွားနိုင်တယ်။ ချက်တိန်ညင်ကြတော့အတန်ဆူဆူတေးတေးလေးနဲ့ဟစ်ပြီးတော့တွန်းတာဖုဖုတေးတေးလေးတွေအမေချက်တိန်ညင်ကလည်းအရက်ကြီးတော့ခြောက်လမ်းမှနေပါတာရှိရနော်ခုတ်ပြီဆိုရင်ချက်တက်ဆူသလားမမေးနဲ့တပေကျော်မြက်နဲ့မြမာတိုက်ချက်တာချက်တိန်ညင်အတက်ဆူလို့ကန်းတာသေးတာညင်ငယ်ဘူးပါရဲ့ဗျာချက်တိန်ညင်ဆွဲပြီးဆိုရင်လေအယိုးချိုးပွဲသိမ့်မယ်လေပြောခဲ့သလိုပါပဲကျွန်တော်တို့စရကောင်းငွေနာရွှေနာတွေကလှတယ်ခန့်တယ်အလေးချိန်စီးတယ်သို့တော့ပြန်ခွန်ကြေးဟေ့ဆိုရင်တော့သူကအရင်ရှုံရောပြေရောပဲ အမိုက်ခံလို့ခွင့်ရင်အမောက်ကားကားကြီးတွေတခြားကြက်အတက်ဆူပြီးတော့သွေးတန်ရဲရဲနဲ့စုပ်ပြတ်တဲ့မြင်မကောင်းမှုပြတို့တော့တို့တော့တို့တော့ကျွန်တော်တို့ကငွေနှိုင်းရတော့အံပွဲထူလေးစွာငွေနှိုင်းရကြက်မဆယ်ကောင်ထိန်းထားနိုင်တယ်ဒီနေ့ကိုကျော်သိန်းတို့အိမ်ကတိုက်ချက် rifle ဆိုတဲ့ကောင်ရဲ့ကျွန်တော်တို့အိမ်ကကြမအုပ်ကိုလာရစ်ပါလေရောအဲဒီမှာကျွန်တော်တို့ကောင်စစ်တကောင်ငွေနာကြီးကသူမရအောင်လာလို့ရပါမလားဆိုပြီးတိုက်ချက် rifle ကိုခံပြီးတော့ခုတ်ပါလေရောပြို့ဟေးငွေနိုင်တဲ့ rifle ခုတ်နေပလား ငွေနိုင်ခြားခြားခြား rival ကနော် rival ခြားတာခွတ်တာငွေနောက်နိုင်အားလုံးမင်းမရကြည့်ပဲဟိအိန္ဒိနာချင်းတွေကစက်နှကောင်ခွတ်တာကိုကြည့်ပြီးမြှောက်ပေးကြတာပေါ့ဗျာအိန္ဒိယအိမ်မအဖေမရှိဘူးကျွန်တော်ညီကိုလည်းစက်ခုတ်ပွဲကြည့်ချင်လို့ငွေနာချင်းနဲ့ rival ခွတ်နေကြတာကိုကြည့်ပြီးကိုကောင်ဘက်ကအော်ဟင်အားပေးတာပေါ့ဗျာ rival ကငွေနာကွာခြားတာခွတ်တာတပြန်တလန်အားရပါရခွန်နေတာဗျ rifle ရတိုက်ကြမ်းဆိုတော့ခွားပြာတဲကောင်းတာပဲတစ်ချက်ခုံပြီးပြစ်လိုက်ပြီးဆိုရင် ကျွန်တော်တို့ငွေနှားရဲ့နှအုံငုံထိသွေးကိုရဲရဲနဲ့ဆိုတာဒါပေမဲ့ငွေနှားရမပြေဘူးမရကြောကြမရရှိမှရှုံးသွားလို့ပြေးရမယ်ဆိုရင် လင်းသူတော်ခေါင်းကြီးတိတ်ခါကြရလို့များထင်နေလို့လားမသိပါဘူးသူခြေထောက်တုတ်တုတ်အတက်ကားကားကြီးနဲ့ပြန်ချတာငွေနှားကြီးกว่าဖေးသားကြီးกว่าခြားထားတခြားမှာငွေနှားကြီးကသူ့ရဲ့ခြေတလုံးတုတ်တုတ်ကြီးနဲ့ဇုံညက်ပြီးတော့ရိုက်လိုက်တာရိုင်ဖယ်နောက်ပြန်လဲပြီးတော့လဲပါလျောင်းအဲမှာငွေနှားပြေးသွားပြီးခြေနဲ့ပြစ်မလို့လုတဲ့အချိန်မှာရိုင်ဖယ်ကပြုံးနဲ့လှည့်ပြီးပြင်လိုက်တာသွားပဲဟိ ကျွန်တော်တို့ကငွေနှားရဲ့အမောက်ပြားကြီးအတန်ဆိုးပြီးတော့သွေးပေါက်ပေါက်ကြပါလေရောဒါပေမဲ့ငွေနှားရမပြေဘူးအဲဒီမှာပဲ rifle ရပြေးလာပြီးတော့ခုံခော့ငွေနှားရခေါင်းလဲရှောင်းပြီးသူ့ရဲ့အေယာမနှုတ်သီးဂျုံကြီးနဲ့ rifle ရဲ့နားသားကိုပေါက်စိန်ပြီးတော့မလွန်တန်းခိုက်ထားလို့ဆွဲရန်ပြက်လိုက်တာအားချင်းမများတော့ rifle လဲရောပဲလေအဲဒီမှာငွေနှားကြီးက rifle ရဲ့လက်ဘင်းကိုညာချင်းနဲ့နင်းပြီး rifle ရဲ့ပါးသားနရွက်သားမျက်ခုံးသားတွေကိုနှုတ်သီးဂျုံရှိင်းနဲ့ပေါက်ပေါက်ပြီးတော့စားပလိုက်တာဗျဟာဟာ လုလုကြပါဟလုကြပါဟဲ့ကောင်းနေဆွဲကြပါဟအဲ့ဒီမှာပဲ rifle ရဲ့ပိုင်ရှင်ကိုကျော်သိမ့်ပြေးလာပြီးသူ့ချက်ကိုလူကောင်းရပါလေရောကြီးစက်များငွေနှိုင်းရဲ့ဒေါသရှင်မပြေသေးဘူးသိရလားကောက်ပွေထားတဲ့ rifle ရဲ့နောက်ကိုလိုက်ပါလေရောအဲ့ဒါကျွန်တော်တို့မင်းကိုဆွဲထားရတယ်ဒါဟင်ကြည့်တော့ဆွဲထားတဲ့ကြားဒေါသတကြီးမန်ကိုပြလို့တွန်းလိုက်သေးရဲ့ဒင်းကောင်းလေပေါက်ပြဲတံရရီနဲ့သွေးချင်းချင်းရဲနေသလိုကိုကျော်သိန်းရဲ့ rifle လေငွေနှိုင်းစိတ်ဆွာကုတ်ဖယ်စားပြလို့တကောင်းလုံးအသားတွေပဲပြီးမျက်စိတော်မဖွင့်နိုင်တော့ဘူးလေ ွေးချင်းချင်းရဲဆိုနေပြီးဝင်းနိုင်တဲဟုတ်တဲ့ကောင်မလားကွာဟေးမောင်မိုင်းမင်းတို့ကြက်ကအာကားပဲကွာပြန်ခွေရတာဒီတကောင်မဲ့တွေးဖို့တကွာသူမရရရှိမှတိတ်ခါဆဲပြတာဗျကိုမောင်ဦးရမင်းလည်းဝင်းနိုင်လို့တိတ်ခါဆဲအောင်ငဝင်းရရံဖြတိုင်းခန်းခံနေရင်မင်းမိမအောင်မင်းနဲ့ကွာပြီးဝင်းနိုင်နဲ့ပေးစားပြရမယ်ကြားလားဟာဗျာအကူမောင်ဦးကတော့လောက်ပါပြီအဲဒီမှာဖျောက်လာပြီးတော့အကြောင်းစုံတီးသွားရောသူ့ကောင်ဝင်းနိုင်အတွက်အားရကျေနပ်ရှိသွားပြီးတော့ ဒံယာရအနာစာရီကိုရေအေးဘက်ပိုဆေးလို့သွေးဆေးတွေတိတ်ပေးပြီးခြံထဲမှာလောင်ထားလိုက်ရဲ့ဗျာ။ဘာကြလိုက်လဲဗျာ။ကျွန်တော်တို့ကငွေနာရီနာမည်ကြီးကင်းကျုံပါလီရောကိုကျော်သိန်းတိုက်ချက်ကြီးရိုင်ဖယ်နဲ့ခုတ်လို့အနာလဲချက်ရောကိုကြီးတန်တိုက်ချက်ကြီးမိုးကျုံဆိုတဲ့ချက်နဲ့ခုတ်ကုန်ကြပါလီရောကိုကြီးတန်ကမယုံလို့လှုပ်ပေးတာဆိုပဲ15မိနစ်ပဲခွန်လိုက်ရပါတယ်ဗျာ။ကိုကြီးတန်သူ့ချက်မိုးကျုံကိုပြန်ကောက်ပြီးတော့ပြေးပါလီရောဘာလို့လဲဆိုတော့ငွေနာရီထုံးစံအတိုင်းအနာခံခုတ်တယ်လေ။သူကကိုလုံးကြီးတော့ တိုက်ကြက်လိုမျိုးခုံနိုင်မှုကိုတချက်ကောင်းအခွင့်ရေးရတဲ့ခိုင်မှာပဲသူ့နှုတ်သီးဂျုံကြီးနဲ့အလက်ဆွဲဆွဲဖဲ့ပြီးတော့စိတ်ဆပြစ်လိုက်တာတုံးချိန်ရတဲ့ခွင့်ရေးမှာမိုးချုံနှားပေါက်တာမရှိတော့ဘူးညလုံးနှပြရမျက်ခုံးသားမရှိတော့ဘူးညလုံးတော်ကန်ကောင်းလို့မကန်တာအရိချင်ရစားပြီးအရက်ကငွေနာကြီးကိုကြက်ဘလူးငွေနာလို့နာမည်ဝိုင်းပေးလိုက်တော့တာပဲဗျာကြက်ဘလူးငွေနာကလည်းမယုံလို့လာဆန်းကြတဲ့ကြက်ဖမန်သမီးကိုရဲရဲဝံ့ဝံ့တုံ့ပြန်ခွလေးရှိတော့ကုံကုံပြောရမယ်ဆိုရင်ကျွန်တော်ရွာစေလုံးကြီးမှာရှိကြတဲ့တိုက်ကြက်တွေရော တိုက်ကြံမဟုတ်တဲ့ကြက်ဖမှန်သမျှရောကြက်ဘလူးကြီးနဲ့သွေးရိုးဆိုင်ရင်တွေ့မျက်စိလင်ရင်တွေ့ကျမလာရင်တွေ့ကြရကသူလဲကိုကွဲကြုံရတွေ့ရမှာချလိုက်ကြတာပါဗျာကျွန်တော်တို့ကောင်ကြက်ဘလူးငွေနာကြီးလဲအမောက်ပြက်ခိုကြက်တွေရလဲမျက်လုံးကန်းနဲ့ကြက်ကန်းမျက်နာကမီမွေးတိုင်းဖာမွေးတိုင်းမရှိတော့ပဲပါပဲနားရွယ်နှကန်းပြက်မျက်ကြောလိုက်ရုပ်ပြက်စမ်းမြပြေးပြီးအားလုံးဒေါပကုန်ကြပါလိရောလေတာဟန်မင်းကြက်ကိုရွာမှာမထနိုင်တော့ကွာဟာငါကြက်ငါ့အိမ်မှာငါမွေးတာဘာဖြစ်လို့လဲ မင်းချက်ငါတို့တိုက်ချက်တွေကိုတုံးစားမရအောင်ဒုက္ခပေးနေလို့ပြောနေရတာကွာနေပေါင်းငါချက်ငွေနာမင်းတို့ချက်ကိုလိုက်ပြီးတော့ရန်ရှာတာလားမင်းတို့ချက်တွေကငါချက်ကိုလိုက်ရန်ရှာလို့ပြန်ခွတ်တာလားပြောပြောလေကွာမင်းချက်ကချက်ဘလူးကြီးကွာအေးချက်ဘလူးပေမဲ့လူသားမစားဘူးဟေမင်းချက်တော့မြ мян သိမ်းမအေးမှာပါကွာဟွန်းတွေ့ကြသေးတာပေါ့တနေ့တော့ခါထိုးကြတဲ့ဖြစ်ရက်တစ်ခုကိုကျွန်တော်တို့ကလေးတွေမမျောလင်းမဲမြင်လိုက်ရတော့တာပဲဗျာဦးကျော်သိန်းနဲ့လူတယောက်ဗျကျွန်တော်တို့ရွာအိမ်ရှိချမ်းစီကိုလမ်းမမှာ ခောက်တို့ခောက်ပြန်ရှောင်ရင်းနဲ့ကျွန်တော်တို့အိမ်ဝိုင်းကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေတာရဲ့အဖေနဲ့များစကားပြောကြလို့လားဒါမှမဟုတ်အသားစားချက်ဝယ်ကြလို့လားလို့ထင်နေတာဒီအချိန်မှာကျွန်တော်တို့ကြဖာရင်ငွေနာနဲ့ကြဖာကြမတောက်ကလည်းအင်းရှိစီယုံဝင်းမှာအစာရှားနေတာရဲ့ကျွန်တော်လည်းမသိမသားလေးကြည့်နေလိုက်တယ်ဦးကျော်သိန်းတို့နဲ့အဖေနဲ့ဟိုဘက်ကစကားချေတယ်ညှထားကြတာရှိတာ哦အဲမှာပဲဦးကျော်သိန်းကခပိုက်ဆောင်နေရပစ္စည်းတစ်ခုကိုထုံလိုက်ပြီးငွေနာကြီးတို့ချက်အုပ်ရှိတာမရောမလဲလှမ်းကြည့်ပြီးတော့ပစ္စည်းတစ်ခုကိုပြစ်ချလိုက်ပါလေရောဗျာ ငွေနာပြူစက်တကောင်ကြီးဟာသူ့ရှေ့ရောက်လာတဲ့ပစ္စည်းကိုနှုတ်သီးနဲ့ကောက်လိုက်ချလိုက်လို့ပြီးမစားဘဲနဲ့သူမယာကျမချစ်စနီးတွေကိုကွက်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 အော်တန်ပေးလို့လာစားလဲကြလို့ခေါ်နေတာဗျအဲ့မှာပဲအစားဆိုလက်ကြမြန်နဲ့ကျက်ဖြူစက်မလေးကကြပြာကြာပြေးလာပြီးအဲ့ဒီအစားစရာကိုကောက်ပြီးတော့မြုပ်ပြီးတော့ဝါချလိုက်ပါလိော်ဦးကျော်သိန်းကြီးလဲဟိုကြီးဒီကြီးလုံးပြီးနောက်ထပ်အစားစရာလိုပစ္စည်းတစ်ခုကိုချက်ဖိုင်ငွေနာရှယ်ထပ်ပြီးတော့ပြစ်ပေးလိုက်ပြန်ပါလိော်ဗျထုံးစံအတိုင်းငွေနာကြီးရမစား သူမရသူသားသမီးကျမတွေကျငယ်တွေကိုအတန်ပြူးလို့ကိုင်လိုက်ချလိုက်လှုပ်ပေးလျက်အရာဖင်ပြအမွေးမရှိကျက်ပေါက်ကြီးတကောင်ကပြေးလာပြီးတော့ကောက်စားလိုက်လျက်အလိုကြီးနေတော့မှပဲပထမကောက်စားလိုက်တဲ့ကျမကြီးရဲ့အတောင်တစ်ပြက်ပြက်လူရင်လှရင်မြေပြင်မှာအကြောဆွဲလို့လဲကြသွားပါလေရောလားဗျာဘာကြလိုက်လဲဖင်ပြအမွေးမရှိကျက်ပေါက်ကြီးရလဲကျမကြီးလိုပဲလူလုံးအကြောဆွဲပြီးမြေပြင်မှာငိန်ကြသွားပါလေရောအမေရဲ့မေမိုင်းရဲ့မိုင်းဟဲ့ကောင်လေးဘာလို့အော်နေရတော့ဟဲ့ မြင်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 လာပါအောင်မရဲ့ကျွန်တော်ရဲ့အလန်တကြားအော်တန်လေးကြာရောဥကြောသိန်းနဲ့သူ့ဖော်လူဟာခြံစီဟိုဘီကနေလှစ်ခနဲ့တောက်ခနဲ့ပြေးထွက်သွားကြပါလျော်ဗျို့တလူလေးဘာဖြစ်လို့တော့အမေဟိုမကြီးစံဟဲကျက်နှကောင်လဲလို့ပါလားဘာဖြစ်လို့လဲဟဲလူလေးရဲ့အမေကလဲကြမလို့တော့တဲ့ကျက်နှကောင်ကောက်ကြည့်ပြီးအာအသက်နေတာတေသွားပြီဒါဒါဘလို့ဖြစ်တာတော့ဒါနဲ့ကျွန်တော်ကဥကြောသိန်းနဲ့လူကြီးတယောက်ရဲ့မတင်ခါစရာလှောက်ရှားလောက်ကင်ပုံတွေကို ပြန်ပြောပြလိုက်ရောဟမ်အဲ့လိုလား ပြုံးစုံမရခြံစည်းအပြင်ကိုပြေးထွားပြီးဟိုကြည့်တီကြည့်လုံးလိုက်တော့သူတို့မရှိတော့ဘူးတခြားဘသူမှလည်းမရှိတော့ဘူးအဖေပြန်လာလို့ဒီကြောင်ပြန်ပြောပြလိုက်တော့အဖေရကျန်တဲ့ကောင်ကိုအမွှေးနှုတ်ရင်းုံသားနဲ့ခွဲအစာအိမ်စလုံးကိုဖွင့်ခွဲကြည့်လိုက်ပါလျော်ပိုးဟက်အသိနဲ့ကောင်တွေ့ရပါလျော်ပြုအကြံပတ်ဆက်လိုက်တဲ့ကောင်နေကွာတွေ့ချာရောပေါ့ဝုံစောဖေရဝင်းရင်တုတ်တချောင်းဆွဲပြီးဥကျော်အသိနှုံနာကိုလိုက်မလို့လို့ရောအမင်းနဲ့ကြီးကြီးမလားကြီးတို့ကမနေဆွဲပြီးတားထားကြရတာဒါ ဒါငါးချက်တည်းကိုပိုးဟတ်တဲ့အစိတ်ထည့်ကျွေးပြီးတော့အသိလောက်တာကွာကိုသားဟန်မလုပ်ပါနဲ့တော့ဘာမဟုတ်တဲ့ကြက်နှကောင်ကြောင့်လူချင်းချင်းဓာတ်ပြက်ဒုတ်ပြက်ဖြစ်ရမယ်လို့ကောမလုပ်ပါနဲ့သူအကုသိုလ်ကသူ့ကိုတနေအကျိုးပေးပါလိမ့်မယ်လာလာလာကြက်တည်းနှကောင်ခွေးလဲမစားမိစေနဲ့စားရင်ခွေးလဲတည်နိုင်တယ်ဝဝဲယူသွားပြီးတော့မြေကြီးနဲ့နဲ့အတူမြေမြုပ်ပြစ်လိုက်တော့နော်အမေရအကျိုးနဲ့အကြောင်းနဲ့ပြောလိုက်လို့အဖေရဒေါသကိုချုပ်တီးပြီးကြက်တည်းနှကောင်ကိုခြံနောက်ဘက်ရေတွင်းပြက်ခြုံတွင်းနှပေးမှာတွားရောက်ပြီးတော့မြုပ်နှံလိုက်တော့တယ်ပြောရမယ်ဆိုရင်တော့ဗျာ အရေးချင်ရစားပြီးရွာတွေကတိုက်ကြတယ်မှာ၃ဦးဟာကျွန်တော်တို့စေတကားငွေနာဖြူယူအမြင်ကက်ကြည့်မရဖြစ်ပြီးတော့အညှို့ထားကြတာ ਉ ငွေနာကြီးနေကြောပြီးတရုံဝင်းကျင်ကိုရောက်လာပြီးဆိုရင်လေးကွာအုတ်ခဲတွေနဲ့ချောင်းပြစ်ကြတာဗျအန်ဩစရာတော့ကောင်းသားပဲဗျကျွန်တော်တို့ငွေနာကြီးကလောက်စလုံးအုတ်ခဲမှန်ရင်ပြည့်လဲမကြဘူးဗျအတန်ကုန်ဩပြီးတော့ရှောင်ထွက်သွားတာပါပဲတခုတော့ရှိတာပေါ့သူ့ကိုအနီးကရံပြူထားတဲ့သူတော့ခွေးတွေဆင်တွေလို့အုံနောက်မှညံမှာမှတ်ထားတေးထားလေးရှိတယ်ဆိုရမယ်ဆိုရင်ကိုကျော်တဲ့ရ သူသားငတိုးကြီးကိုမြှောက်ပင်ပေးထားတယ်လေဗျာငွေနှားရို့တွေ့ရနေရမှာပြစ်ခတ်တတ်ဖြစ်တေသွားရင်ငွေငါးချက်ပေးမယ်တဲ့အဲ့ဒီစကားကသူသားငတိုးရို့တာမကောက်ဂျွာရီရလေးခွားကైလူငယ်မှန်သမျှပါပြောထားတာတနေ့ငွေနှားရို့ငတိုးရအနည်းကပ်ပြီးလေးခွားနဲ့ပြတ်ပါလျောငွေနှားရီထီသွားတယ်ဘာပြောကောင်းမလဲဗျာငွေနှားရီငတိုးရို့လိုက်ခုတ်စိတ်ပြတ်တာတန်ကောင်းလို့ပေါ့ခုံပြီးတော့ခွတ်တာလေဗျာငတိုးကြီးလက်ရောခြေရောပေါက်ပြဲပြီးသွေးတန်ရဲရဲနဲ့သူ့အိမ်អော်ပြီးတော့ပြေးပါလျောလားဘာပြောကောင်းမလဲဗျာ သူ့ဖေကိုကျော်သိန်းနဲ့ညီကိုများရဲ့ဒေါက်တာဆွဲပြီးအင်ရှိကိုလာပြီးတော့ရန်လုပ်ပါလျော့ပြို့ဟေ့တာဟန်တာဟန်ရှိသလားဟေ့တာဟန်အင်ရှိကိုထွက်လိုက်ဟေ့ဘာဖြစ်လို့တော့ကျော်သိန်းဘာဖြစ်ရမလဲကွာဒီမှာကြည်စမ်းငါတာငတိုးကြီးလမ်းအနေသွားနေတာမင်းချက်ဖခွေဘလူးရလိုက်ခေါ်တာပေါက်ပြဲကုန်ပြီမင်းတို့ရောမင်းချက်ခွေဘလူးရရောဒီနေ့အပြက်ရှင်းရမယ်လာခဲ့အရာအင်ရှိမှာအော်ဟေဆဲဆိုစူညံစိန်ခေါ်နေကြတာနောက်ဆုံးတကြီးအင်ရောက်ပါလျော့တကြီးဦးဆန်များကမေးတာပေါ့ငတိုးကြီးခမရပါတကြီး ်မင်းကိုခွေးကြိုက်တာလားကြက်ခွလိုက်တာလားကြက်လိုက်ခွတာပါဘာတကြီးဘဲကြက်တော့ဦးလေးကိုတာဟန်ရဲ့ကြက်ဘလူးကြီးပါခမမင်းကိုကြက်ကလိုက်ခွရအောင်မင်းကအဲ့ဒီကြက်ကိုဘာသွားလုပ်လို့တော့ဘာဘာမှမလုပ်ပါဘူးဗျာသူ့ရဲ့ရှေ့ကနေဖြတ်သွားတာနဲ့အတန်လုံးလိုက်ခွတာပါဗျာဒါဆိုမေးမယ်ကွာတာဟန်ချက်စေတကောင်ကြီးကသူ့ရဲ့ရှေ့လမ်းမကသွားတဲ့သူတန်းအမြဲတမ်းလိုက်ခွတလားမတိုးကြီးမဖြေနိုင်ဘူးအဲ့ဒီမှာသူ့ဖေကိုကြော်တဲ့ရဝင်ပြောရောကျွန်တော်လည်းလိုက်ခွတာပဲဗျခွေးတက်ကိုဆိုးတဲ့စေတကောင်ကြီးပါတစီရဲ့ ကျော်သိန်းခမညာမင်းဟောငါမေးတာမဟုတ်ဘူးမင်းတောင်းမင်းနေတာမင်းဝင်ရှာမရှိနဲ့ဟုတ်ဟုတ်ကဲ့ဟိုဟိုပြောပြောပြတာပါမင်းပြောစရာမလိုသေးဘူးငါဆက်မေးမယ်ငတိုးကြီးပြောလေလူတိုင်းတော့မဟုတ်ပါဘူးတကြီးမင်းရောလိုက်ခွတ်တယ်ပေါ့ဟုတ်ကဲ့ခမညာအာညံ့ညံ့တက်သည်ဘသူရှိတော့စံကလာနဲ့ဘူးတို့ရှိပါတယ်စံကလာနဲ့ဘူးတို့ခမညာပါတကြီးငတိုးကြီးပြောတာအမှန်ပဲလားဟုတ်အဲအဲဟိုဟိုဟုတ်ပါတယ်ခမညာဒါဆိုရင်ကြက်ဟာခွေးလားလူလား ကြက်ဟာကြက်ပါပဲခမ ्या အဲ့လိုကြက်တကောင်လိုက်ခွတာကိုမင်းတို့သုံးယောက်နိုင်အောင်လုပ်အောင်မရှောင်နိုင်တာမပြေးနိုင်တာဘာကြောင့်လဲပြောအဲ့ဟိုအဲ့အဲ့ဒါဒီကြက်ဖကြီးကခွေးတဲ့ဆိုတဲ့ဘာတကြီးတို့ဘာတကြီးဥစံမြအောင်မရေတရေကြည့်ပြီးတော့ပြောကြတာဒီမှာဟိငတိုးကြီးကိုတာဟန်ရဲ့ကြက်ဘလူးကြီးလိုက်ခွတာဘသူမြင်သေးလဲပြောစမ်းဘသူမှကြက်တော့မလုပ်ဘူးနှခါသုံးခါချမေးတော့မှဒေါကလမဆိုတဲ့အကျော်တဲ့မိမကြီးကပြောရောပြကျမမြင်တယ်တကြီး အားလုံးရဲ့မျက်လုံးပေါင်းများစွာကဒေါကလမရဲ့မျက်နှာပေါ်ကိုစုပြုံရောက်ရှိအာယုံဆိုင်လာကြပါလျော်ဘလို့မြင်တော့ဒေါကလမပြောအကိုတာဟန်ချက်ဆက်တကောင်းကြီးကိုငတိုးရအနီးကပ်သွားပြီးတော့လောင်လေးခွားနဲ့ပြတာဟိုမှာဟိုချက်ဖာကြီးကစိတ်ဆိုးပြီးတော့လိုက်ခွတ်တော့တာပဲလေခမရတော့ဒေါကလမခမရမဟုတ်တာဟိတ်ကောင်ကြောသိတိတ်တိတ်နေအလားနဲ့ဒေါကလမကဖြစ်ချောင်းကုံစင်မြင်သမျှတွေကိုမချွဲမချန်ပြောပြလိုက်ရောဒီကောင်တွေချက်ကိုရန်လုံးလို့ထူးဆန်းတဲ့ကျွန်တော်တို့ချက်ဖာကြီးကပြန်ခုခံတိုက်ခိုက်ခြင်းဆိုတာတည်သွားပါလျော် ိုင်းမှာကျွန်တော်တို့ဖျားလဲငိမ့်မခံတော့ငွေနာယီကိုအစိတ်အတွင်းအစာကျွေးလောက်ကြတဲ့အကြောင်းမှသည်လူလိရင်လွတ်တလို့ငွေနာယီကိုပြစ်ခတ်လောက်ကြတဲ့အကြောင်းတွေပြန်ပြီးတော့တိုင်လိုက်ပါလျောအားလုံးသဘောပေါက်ပြီးမျက်စိညက်နာပြက်ကုန်ပါရောဗျာ။ gain ငါဆုံးဖြတ်မယ်။သူ့ချက်သူ့ဟာသူထူးထူးခြားခြားစွဲရင်ရှိတော့မနာလိုဖြစ်ပြီးတော့မင်းတို့ကလည်းမဟုတ်တရုတ်လိုက်မလုပ်ကြနဲ့။ကိုရွာသားချင်းချင်းတင့်တင့်မြတ်မြတ်ရှိမှာပေါ့။နာဟုံတာဟန်ရဲ့ကြက်ငွေနာဆက်တကောင်ကြီးကလမ်းသွားလမ်းလာလူကြီးကလေးတွေကိုအတန်းလုံးလိုက်ခုတ်တာမှန်ခဲ့ရင်ငါ့အောင်လာတိုင်းငါထီထီရောက်ရေးယူမယ်။ အဲလိုမှမဟုတ်ဘဲနဲ့သူ့ချက်ကိုအတန်လုံးရလုပ်ခဲ့မယ်ဆိုရင်လုတဲ့သူအဆိုးပဲ၊ကိုင်ပြန်ကြပြီတော့အဲလိုနဲ့ကျွန်တော်တို့ချက်ဖာရင်ငွေနာဟာနာမည်ကြီးလာလိုက်တာဗျာစေတကောင်းကြီးမျိုးမဆက်ကြီးငွေနာကြီးချက်ပလူကြီးချက်ခွေးစိုးကြီးနဲ့နာမည်ကိုဆုံးနေတာပဲပြောပါမကောလားဗျာကျွန်တော်တို့အိနီနာချင်းကလေးတွေကိုဘယ်တော့ငားမှလိုက်မခုတ်ပါဘူးဗျာမနက်အာယုံတက်ပြီဆိုရင်ငွေနာကြီးကအတန်ကျင်းကြီးနဲ့ဟိုတော်နာတရွာလုံးကြားကြားပါစေလုံးကြီးကြီးရွာမှာဒီကောင်ကြီးထက်စော့တော်နဲ့အကြံမရှိပါဘူးဗျာ ဝရိယကလည်းကောင်းပါကောင်းတန်ရှေဆွဲပြီးတွန်တာမှအတန်ကလည်းตายပါဗျတိုင်ကန်နိုင်ကြည့်စရာမလိုငွေနိုင်ထုံပြီးပြီဆိုရင်ရွာဦးဖုန်ကြီးเจ้าကအုံမောင်းတဲ့ဈေးစီရရောနောက်ကားငွေနိုင်ရတိုက်ချက်တရုံပြန်ခွတ်ရဲတဲ့ဟေးဆိုတဲ့တရင်ကရွာနီးချုံဆက်ကိုပြန်သွားပြီးစက်တိုက်ဖို့လာဆွဲပါလျော့ပြူအဖေကကနအူးမှလက်မခံပါဘူးဦးလေးကျော်ခင်အဖေကြီးကတဝဲလောက်စမ်းကြည့်ပြရစေအကိုရလို့အကြိမ်ကြိမ်နဘူးနစာလုံလုံလုံတိုက်ချင်လဲတိုက်ကွာဆိုပြီးခွင့်ပြုလိုက်တာအဲ့ဒါချောင်းဆောင်ကျေးွာကကိုမိုးချိုးတို့တိုက်ချက် စတင်ကန်နဲ့လောင်ကျေးစားကျေးတိုက်ကြတာစတင်ကန်ကလည်းနာမည်ကြီးကျက်တယ်ဗျာစတင်ကန်တနက်ပြောင်းွားကကြီးထွက်တယ်လို့မျိုးခွတ်တာမြန်တဲ့ကျက်ဆိုပဲကဲဒိုဒိုပြောကြပါစို့ဗျတုံးရီအရာမှာကိုမိုးကြီးရဲ့နာမည်ကြီးတိုက်ကျက်စတင်ကန်ကြီးပါတာနာတာမျက်ခွန်သာအကုန်ပြတ်ပြီးတော့သွေးတန်ရဲရဲနဲ့ဘာမှမမြင်ရတော့ပဲစီးဝိုင်းကနေပြေးပါလျော်အိုးဗျာအဲ့ဒီနေကဦးလေးကျော်ခင်တို့ပျော်ပုံများနဲ့လုံခွေမြောက်အင်ကြီးမြောက်အုတ်ထုံမြောက်ပြီးတော့ခုံကြကကြပျော်ကြမြူးကြလိုက်တာ ဒီတော့ဒါကန်အောက်ဖက်ကမချစ်ဘူးထရေဆိုင်မှာရှိသမျှထရေကုံမလေးရောနိုင်ကျင်းနဲ့တောက်ချင်တဲ့သူတော့တရာကြည့်လိုက်တကုံအရင်နေအရိယကစားပြီးကျွန်တော်တို့စေတကငွေနာကြီးဟာတိုက်ကြပွားရောက်သွားရောဆိုပါဆိုဗျာစပင်ကွင်းကျေးွာကတိုက်ကြဒုံးကြီးပြင်းအောင်ကြောင်းကျေးွာကတိုက်ကြနေတဲ့စဉ်တန်လျင်မျိုးကြီးပေါ်တရုတ်တထေးအလျောင်ရဲ့တိုက်ကြငရေမီတိုက်ကြသုံးကောင်စလုံးကျွန်တော်တို့စေတကငွေနာပြူခြေချက်နှုတ်တိချက်တွေနဲ့ လရမြက်ခွားဘဝကိုရောက်ပြီးရုပ်ပြက်စင်းပြက်ဘဝနဲ့ရှောင်းကုန်ကြပါလျော်ဦးလေးကျော်ခင်တို့အုပ်စုလဲတောက်တောက်လဲအနိုင်ငွေရတာပဲအဖေလဲရလိုက်တာပဲနောက်အခါပြောစမှတ်ဖြစ်လာခဲ့ပြီးစေလုံးကြီးကြီးွာကတာဟန်တို့ကျော်ခင်တို့တိုက်ချက်ဆဲတကောင်းကြီးနဲ့များရောင်လို့တောင်သွားမတိုင်းနဲ့လောင်းကြီးမရချင်းထိုင်ငါတို့မိမတွေတာဟန်တို့ညီကိုမရဖြစ်ကုန်ကြမှာလေဗျာဒီကြက်ပွဲကြောင့်ကိုကျော်သိန်းတို့အုပ်စုလဲအမြင်မှန်ရသွားတယ်ဘာလို့လဲသိလားကြက်ပွဲရှိရင်ကျွန်တော်တို့ငွေနာရေးဘက်ကဝင်ဝင်လောင်းလို့လေဗျာအခုတော့ စေတကာငွေနာရီအားလုံးကိုအကျိုးပေးမှန်းတည်သွားကြပြီးတော့ချင်းမွန်ကန်ဖွင့်လျက်ဒါနဲ့တူစက်ပွဲလေးများရှိလာပြီးတော့ဦးလေးကျော်ခင်တို့ရောအဖေတို့ရောညနေချိုသွေးကြတဲ့ပြင်ငွေနာကြီးကိုလည်းဒိုရွာကိုအကျိုးပေးတဲ့ကောင်းကြီးကွာလို့ဂုံယူစကားပြောကုန်ကြလျက်ဗျာကုံကုံပြောရမယ်ဆိုရင်တော့ဓာတိကျက်သမားတွေကတော့ကျွန်တော်တို့ငွေနာကြဘလူးကြီးနဲ့အောင်ကြီးရောအထက်ကြီးရောထပ်ပြီးတော့စိန်ခေါ်မတိုင်ရကြပါဘူးတရတကြီးကဓာတ်မတိတဲ့သူမယုံတဲ့သူတွေကလာဆန်းကြတာစမ်းသမ ्या ကျက်သမားကလည်းညရဲ့တုံးလို့ပြဲရတာကြည်ပါပဲ အရာငွေနာကျပလူကြီးရဲ့တိုက်တဲ့ချက်တိုင်းစေလုံးကြီးရွာအနီးဝင်ကျမမရှိတော့ပြောရမယ်ဆိုရင်ငွေနာကြီးအနားရနေပြီဒီကောင်ကြီးကခြံသိမ့်လုံတာပဲတိလားပြောရင်ယုံပါမလားမသိဘူးငွေနာကြီးကမွေးပါနိုင်တာဗျတခါမှမွေးရောက်တဲ့ငွေနာကြီးပြိုင်တိုက်နေတာကိုအိမ်နီးနာချက်နေပါမြင်လိုက်ကြရတာပဲလေကြည်စမ်းများငွေဟောင်ကြီးကငွေနာကြီးကိုပပြင်းထောင်ပြီးတော့လှမ်းပေါက်တာငွေနာကြီးကရှောင်ပြီးတော့ပြန်ခုတ်တယ် မွေဟာဥကောင်းနဲ့ငွေနာကျပ်ဘလူရဲ့ဥကောင်းဟာဘဲရင်ညာရင်တူခေါ်ကိုကွန်ဟန်ရီတွေပြပြီးတော့တိုက်ခိုက်တဲ့မြင်ကွင်းဟာအန်ဩစရာအသေးရစရာမြင်ကွင်းမှာဗျအဲမှာပဲပွဲသိမ်းမြင်ကွင်းကိုအံ့ပွေမြင်လိုက်ကြပါလျော့ဗျမွေဟောက်ကားပေါ့ငွေနာကြီးရရှောင်းငွေနာကြီးရချိန်နဲ့ပြည့်ရင်မွေဟောက်ကြီးရနောက်ကိုဆုပ်ဒလုံးနဲ့တကောင်းတကောင်းသူ့ပညာကိုပညာအားပြိုင်ချောင်းမြောင်းနေချိန်မှာပဲငွေနာရသူ့ဥကောင်းကိုမြေမှာငိုက်ပေးလိုက်ရောဗျုံးစုံမွေရ အားကုန်ပေါက်ချလိုက်တာငွေနှားရခေါင်းငယ်လိုက်ပြီးချက်ကနေလှဲအာယူလို့သူ့ရဲ့နှုတ်တီချုံနဲ့မွေဟောင်းရဲ့ဥကောင်းကိုစိတ်ပြီးခြေဆွယ်ရင်းနဲ့ပါဖိနေအဆက်မပြတ်ပေါက်စိတ်ဆွဲစားလုပလိုက်တာမွေဟောင်းကြီးခေါင်းကြွလို့မရတော့အဲ့ဒါနဲ့မွေမီးနဲ့လှမ်းပြီးတော့ခြေရိုချိတ်ပေါက်တဲ့မွေနှားချောင်းနှချောင်းကတံမဏိချောင်းလိုမာတဲ့ခြေပဲပြဘရမာလုံးနောက်ဆုံးမွေဟောင်းကြီးအုံနောက်ဟောင်းလောင်ပေါက်ဖြည့်ပြီးလုံးဝအောင်ငိမ့်သက်သွားပါလျော့ဗျာအဲ့ဒီချိန်ဟာစားပြီးစစ်တကောင်းငွေနှားကြီးဟာအလုံးကိုအန်အောင်ထိုးစမ်းရဲစွမ်းတက်ကြီးနဲ့ပြေးသွားတဲ့ကြက်ဖာကြီးဖြစ် ကျွန်တော်တရွာလုံးကအံ့ဩဖြစ်ကုန်ကြပါလျော်လားဗျာပြောရအောင်မဲဗျကျဝလူငွေနိုင်ရခြောင်ဝိုင်းတဲ့ကိုလူစိမ့်သူစိမ့်လုံးဝအဝင်မခံဘူးဝင်လာရင်လိုက်ခွတ်တာဒီကောင်ကြီးခွတ်ပြီဆိုရင်အသားတော်ပေါက်ပြဲဆုပ်ပြဲဖြစ်သွားပါလျော်ဓာတ်သိလူရင်ဝင်လာမယ်ဆိုရင်ဘာမှမလုပ်ဘူးခေါင်းမော်ပြီးရင်သူ့စာသူရှာစားနေလျက်ပဲအရာအရွာတရွာကအလူခံလာရင်ဓာတ်မသိတော့ခွေးကိုက်ခရသလိုပြင်းရရောနောက်ဧည့်သည်ဆောင်းတယ်လာရင်ကိုတန်ဟန်ရေရှင်ကောင်းရင်ကြည်ပါဦးဟညရည်နင်သားကိုထိန်းထားဦးဟဲ့ အဲ့လိုအတန်ပြူပြီးတော့မှဝင်ရတာအဲ့မှာခွေးမွေးထားပေမဲ့ဒေကျဖအရာပို့ပြီးတော့လုံကြုံစိတ်ချမ်းရတယ်ခြံထဲမှာ မွေးကင်းကင်းလိုက်လျှော်မရှိဘူးဝင်လာသမျှငွေနှားရအကုန်လိုက်ဖန်းစားပြတဲ့ကိုအိပ်ပြီးဆိုရင်လည်းခြံချက်ချက်ခြံထဲမှာမအိပ်ဘူးဟိုးတရက်ပင်ခိုင်းမော်တက်အိတ်တာမိုးလင်းမှာအပင်ပေါ်ဝါဆင်းလေးရှိတယ်ဒါပေမဲ့ဒီကောင်ကိုခိုးယူဖို့ကမလွယ်ကူဘူးလေတညအင်ရောက်ကနေဝုံနိုင်ခွဲအတန်တွေကြားရလို့ကျွန်တော်တို့တအိမ်သားလုံးနိုးကုန်ကြရောအာကဲကြပါအောင်ဗျာ လူအော်တန်ကြက်ခုတ်တန်ကြက်တွေလည်းအော်တန်ကြအလိုမိထုံးပြီးတော့အိမ်အောက်ကိုဆင်းကြည့်ရောလူတယောက်ကိုကြက်ဖာရင်ငွေနာတဲကြီးမဲကြီးခုတ်နေတာကိုအံ့ပွေမြင်ရပါလေရောဗျို့အိမ်အောက်ကလူအမေကြီးမှလှိမ့်နေပြီးလက်နဲ့ကားရဲ့မောင်းရဲ့အော်ရဲ့အရာဖေးငွေနာကြီးကိုမနေဆွဲပြီးမြေကြီးမှလူလိမ်အော်ဟင်းနေရဲ့လူစိမ့်ကိုဖွေးထူမြင်းညံ့ရရောလူစိမ့်ကိုမှအတက်ဆူးရကြက်ဆက်ရနဲ့သွေးချင်းချင်းရဲနေပြီးဟဲ့ကမင်းဘသူလဲအာကျွန်တော်နာမည်ငပိမ့်မှာမင်းဘယ်ရလဲဘာလာလောက်တာလဲပြော ကျွန်တော်ဟိုဘက်ရွာပါဗျာပတ်ဆက်ပတ်ဆက်လို့လို့ကြက်ဝင်ခိုးရင်းနဲ့အာဟိုဟိုဟိုတစ်ပင်ပေါ်အကောင်ကြီးခုံဆက်လာပြီးတော့ခွတ်ခွတ်တာဗျာအမလီဆက်လိုက်တာဗျာကျွန်တော်မဖိုင်ကိုကြီးဟာလက်စားတတ်တော့ရွာတရွာကကြက်တခိုးငပိန်ဆိုသူကိုကြက်ဝင်ခိုးတာငွေနှိုင်းနဲ့တွေးပြီးခုတ်လို့အခုသွေးတန်ရဲရဲဒရဆုပ်ပြဲနဲ့အော်ဟစ်နေရပြီနောက်ဆုံးတော့လေဗျာတခိုးငပိန်ကိုတကြီးအိမ်မအဲ့ရတော့ပါအောင်ဒရအောင်တန့်စင်ဆေးထည့်ပေးပြီးအဖေကတနာလို့တဲ့ငွေ၂၀ပေးပြီးတော့ပြန်လှုပ်လိုက်တယ် ။နောင်ဒီရွာမှာဒါမျိုးလာမလို့နဲ့လောက်ခဲ့ရင်မင်းတို့တကြီးအားတစ်ဆင့်ရဲလန့်အပ်ရလိမ့်မယ်ကြလား။ဟုတ်ဟုတ်ကဲ့ပါဗျာ။ကျွန်တော်အကိုကြီးမကြီးတို့ကတော့ပါရဲ့ဗျာ။နောင်ဘယ်တော့မှဝင်မခိုးတော့ပါဘူးကိုကြီးတို့ရဲ့။ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဆက်တကောင်ဝင်နာဖြူရအဲလိုထူးဆန်းပြီးတော့အာကိုစိတ်ချရတာလေးဗျာ။တခုတော့ရှိတာပေါ့။ဒီကောင်ဝင်နာဖြူချက်ဘလူးကြီးမှာအားနေချက်တခုရှိတယ်။ဒီကောင်ကရေရရဝင်ရောက်တာဗျမိုးတဲတဲမဲမဲရွာပြီဆိုရင်အပြင်းမထွက်ဘူးမိုးရင်းရောက်လို့မိုးရွာရင်တစ်ပင်မွာဆင်းပြီး သူ့အတွက်လုပ်ပေးထားတဲ့အိမ်ထဲမှာမိုးလုံလေလုံမှအိတ်လေးရှိတယ်။သူခုနှစ်ရင်ရေပုံးနဲ့ခတ်ပြီးပတ်လိုက်ရင်ဒီကောင်ပြေးရောဘာလို့ရေချောင်ပန်းကုန်းမသိဘူးသူ့ကိုထိမရပြောမရရင်ရေခွက်နဲ့ရေခတ်ပြီးပတ်လိုက်အနာကိုမကက်ရဲတော့ဘူးတနေ့ကျွန်တော်တို့ဖေအိမ်မဆန်းတစ်ခုကိုမြင်မှတ်ခဲ့တယ်။မိုးရွာရေအိမ်ထဲမှာငွေနှာကြီးတောင့်ပြီးတင်းနေတဲ့အိမ်မက်ပဲအဲ့ဒီအိမ်မက်ကိုတန်မန်းလိုပဲထင်ထားလိုက်တာတနေ့အိမ်ရှိရေရင်းစီကနေဝုန်းကနေကတော်ကနေကြားလို့ဘာများလဲဆိုပြီးထမင်းစာရင်ကနေထားကြည့်လိုက်ရော။ ရေရင်းတွေကိုငွေနိုင်ပြုတ်ကျသွားတာဖြစ်နေပါလျော်ဖြစ်ပုံကတလို့ညံ့မြင့်များပြောပြချက်တွေရကျမနာလိုက်တာတဲ့ကျမကမောင်းတက်ရေရင်းကအရန်တမ်းမော်ခုံတက်ပြီးငွေနိုင်ရနောက်ကနေခုံလိုက်ရင်းနဲ့ဆွေးနေတဲ့ရေရင်းစီယိုတန်းကျိုးပြီးတော့အချိန်လုံးရေရင်းနဲ့ပြုတ်ကျသွားတာငုံကြည့်လိုက်တော့ရေရင်းထဲမှာငွေနိုင်ရုံရင်ဆန်ကအတန်ကုန်အော်ဟစ်နေတာမြင်ရပါလျော်အိုင်မာဖျားမောင်တက်နဲ့ရေဘုံကိုချိတ်ရေရင်းထဲကိုအမြန်ထိုးချလိုက်တယ်ဒီကောင်ရေဘုံပေါ်မတက်နိုင်ဘူးဒါနဲ့မောင်တက်ကိုကိုင်ဖျားရေရင်းထဲအောင်စင်း ဒီကောင်ကြီးကိုလက်ကတစ်ဖက်ကပွေလက်တစ်ဖက်ကမောင်းတပ်ကိုကရင်ဆွဲဟင်းလို့អော်ပြောတာအရာဦးလေးကျော်ခင်တို့လူစုမောင်းတပ်ကိုအပေါ်မှတင်ပြီးကုညီကြမှာဒီကောင်ကြီးအပေါ်ရောက်တော့တယ်ချမ်းမီတုံလို့ဗျသူကပြအတောင်ကိုခါခါနေလိုက်တာအဖေရပစိုးနဲ့သူ့ကိုဘွားရေရေတုပ်ပြီးတော့နေပြပေးရတယ်တို့လိုပြောရမယ်ဆိုရင်ဒီကောင်ရေအေးပတ်ပြီးတော့ငိုင်းတိုင်တိုင်ဖြစ်နေပြီအစားလဲဟုတ်တိပတ်တိမစားဘူးကျမတွေတူနာလာပြီဆိုရင်လည်းစိတ်လွတ်ပြီးတော့ရာကြီးလိုငောင်းတောင်တောင်နဲ့အကိုတန်ဒီကောင်အေးအေးပတ်ပြီးဖြားပြီးနေတူတယ် ဘာလို့ပေးရင်ကောင်းမလဲကြောခင်ကျွန်တော်ကြက်ဆေးသွားရှာလိုက်အောင်မယ်ရှာကွာမြင်မြန်သွားဦးလေးကြောခင်ပြန်လာတော့ကြက်သမားကြီးဥချုံပေးလိုက်တဲ့ကြက်ဆေးကိုရေနွေးနွေးလေးနဲ့ဖြော်တိုင်းပြီးဂုံဒီခဲပေါ်မှာခြာပေးထားလိုက်တယ်မနက်မိုးလင်းကန်နေရောက်တော့ငွေနာကြီးရဲ့တွန်တောင်မကြားရအောင်အေးလေးနေမကောင်းတော့ခမညာမတွန်ဆိုင်တာနေမှာပေါ့နေကောင်းရင်တန်ရှည်ကြီးဆွဲပြီးအယားပယားတော်မှာပါမိုးဆင်ဆင်လေးလို့ဆင်းကြည့်လိုက်ရောဟင်ငွေနာကြီးတာငွေနာကြီးကိုတားဘာဖြစ်လို့တော့ညကြီးဘာတော့ ငွေနာဘာဖြစ်လို့တော့ငွေငွေနာကြီးငွေနာကြီးအသက်မရှိတော့ဘူးဟင်အမလေးသားကြီးငွေနာကြီးရဲ့ဖြစ်မှဖြစ်ရလေစင်တော့သားရဲ့ငွေနာအမေလဲငုံကျွန်တော်လဲငုံအမတွေလဲမျက်ရည်ဖြန်ဖြန်ကြအဖေနဲ့ဦးလေးကြောခဲလဲမျက်ရည်တဝဲဝဲအိမ်နီးနားချက်နေရလဲစိတ်မကောင်းကြချီစမ်းမအောင်ပြပြန်ပတ်မှန်ရင်ဘသူမှဘူးမထားတဲ့ဆယ်တကားငွေနာဖြူကြီးခြံဝင်းထဲကိုသစိမ့်ဝင်လို့မရအောင်ခွေးတကောင်လိုလုံးကျုံစိတ်ချရတဲ့ငွေနာဖြူကြီး မွေဟောက်ကိုတော့အုံနောက်ဖောက်စားတဲ့ကြက်ဖကြက်စွမ်းသူရဲကောင်းကြီးရဲ့တောင်တင်းပြီးတော့သိနေပြီသူရဲ့နှာခေါင်းနဲ့ပါးစပ်ဝင်းကျင်မှာပရွက်စိတ်အနီးနဲ့အမဲတွေကရဲရဲဝံ့ဝံ့တက်ရောက်ပြီးရသမျှအေးအသားအစီတွေကိုအာရပါရစားတော့ပွဲတော်တင်နေကြလေရဲ့ဗျာဒီကနေ့ရဲ့ Ghost Story War Channel ရနေထုံးလွှင့်တင်ဆက်ပေးခဲ့တာကတော့စာရေးဆရာဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ချက်ဘလူးငွေနာဖြူဆိုတဲ့စိန်ဝင်စားဝယ်ရာဇလန်းစာဆောင်ကိုထုံးလွှင့်တင်ဆက်ပေးခဲ့တာပါ နောက်တစ်ခေါက်ဒီမှာဆိုရင်လည်းပရိသတ်အကြိုက်ပုံမုံစိတ်ဝင်စားစီမဲ့ဇလန်းကြောင်းရတွေကိုဆက်လက်ရွေးချယ်ထုံးလွှင့်တက်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချိတ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့စီစဉ်နေနှုတ်ဆက်ပေးရစေချိတ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆုံတွေ့ကြမယ်နော်